မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒူတိုင်းမှုကိုပြစ်ခတ်ရန်ကြံစည်မှုဖြင့်တက်ချက်ကြီးအပါအဝင်၃ဦးဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရားရစစ်သည်တွေကိုစေခွင့်မပေးဘဲခံစစ်ပြင်ခိုင်းတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမူဘုံမူးချုပ်ရဲလင်းအောင်ကိုတနက်နေ့ပြစ်ကတ်ဖို့စူးစမ်းခဲ့တဲ့ထက်ချက်ကြီးအပါအဝင်၃ယောက်ကိုဖမ်းဆီးထားတယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေစီကသိရပါတယ် အေယော်ရီတိုင်းကတိုင်းချောင်းခွာလမ်းမပေါ်မှာရှိတဲ့အမှတ်344အမြောက်တိုက်ရဲမှာဇွန်တရက်ကခန့်စစ်ပြင်နေတဲ့အရာရှိစစ်သည်တွေကိုအားပေးစကားလာပြောချင်းစေခွင့်မရတဲ့တက်ကြက်ကြီးနဲ့တပ်သား၂ယောက်ကဗိုလ်မှူးချုပ်ရဲလင်းအောင်ကိုဖိကပ်ဖို့စူးစမ်းခဲ့တာလို့ပြောပါတယ်။တက်တွင်တရင်ရင်မြက်က မနေ့ကဒူတိုင်းမှုအပြစ်ခံရလို့တရင်ထွက်ပြီးမှတက်ချက်ကြီးနဲ့ရဲဘော်နဲ့ရောက်အဖမ်းခံရတာပြက်တနာကကာကင်းမှာဒဏ်ရာရလာတဲ့စစ်သည်တွေကိုစေးယုံမပိုဘဲခံစစ်ပြင်ခိုင်းလို့မကျေနပ်တာကနေစတာအေယော်ဒီမှာတက်ကတေတာတွေရောဒဏ်ရာရတာတွေရော မြင်လို့မကောင်းဘူးလို့ရှင်းပြပါတယ် အရက်ကတက်တော် AA နဲ့ဒေါ်လန်ရီပူပေါင်းတက်တွေဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးအမှတ်344အမြောက်တက်ရင်ကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ရဲ့ပြည်သူ့စစ်အဖွဲ့ပူပေါင်းခုခံခဲ့ပေမယ့်အရှိကကင်းတွေအကုန်ကျပြီးနောက်အမြောက်တက်ရင်မှာခံစစ်ပြင်းနေတာလို့တက်ရင်နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။အမတ်344မှာဒူပိုမူကြီးအဆင့်ထိကြတယ်။ရှေတန်းကကင်းတွေ အေးအေးကရထားတယ်ဒရယစစ်တီတွေကမနေဘူးအမှန်ဆိုဒရယစစ်တီတွေကိုပတိမရှိတဲ့စစ်မြေပြင်စေးတက်ရင်လေးကိုပို့ရမှာအဲ့ဒါကိုဒူးတိုင်းမှုကစေးရုံမပို့ဘဲနဲ့ခန့်စစ်ပြန်ခိုင်းနေစစ်ကူမပို့တဲ့အပြင်ရိတ်ခါပါမပေးလို့မခံနိုင်ဖြစ်တာဒူးတိုင်းမှုဘုံမှုကျုပ်ရဲလင်းအောင်ပြစ်ခတ်ခံရသလားဆိုတာနဲ့ပတ်သက်လို့သတင်းဌာနအနေနဲ့စုံစမ်းနေစေဖြစ်ပါတယ် ။ဒါပြင်ဒူတိုင်းမှုပြစ်ခတ်ခံရတဲ့သတင်းနဲ့ပတ်သက်ပြီးအတီးပြူနာရေးအတွက်စစ်ကောင်စီလက်အောက်ခံ AR တိုင်းစည်းဝါးရေးဝန်ကြီးဦးမောင်မောင်တန်းကိုသတင်းဌာနကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရပါဘူး။2025ခုနှစ်ဇန်နဝါရီလကစပြီးအရကတက်တော် AA ကတော်လန်ရေးအဖွဲ့ရင်းနဲ့ပူးပေါင်းပြီးဘကူမကွေးနဲ့ AOD တိုင်းမှာစစ်မျက်နှာဖွင့်ကစစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးကရင်ပြည်နယ်အတွင်းရှိစစ်တပ်ရှိတန်းစခန်းများကို PDF တပ်ဖွဲ့ကနှစ်လတာအတွင်းစနိုက်ပါဖြင့်တွားရောက်ပစ်ခတ်မှုစစ်ကောင်စီတပ်သား19ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ကရင်နီပြည်နယ်အတွင်းရှိအကျန်းဖက်စစ်တပ်ရှီရန်စခန်းရကို PDF တပ်ဖွဲ့ကနှစ်လတာအတွင်းစစ်နိုင်ပါဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား19ဦးသေဆုံးခဲ့ကြောင်းအလဲပိုင်းတိုင်းအတူစစ်စင်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်2024ခုနှစ်ဒီဇင်ဘာလ15ရက်နေ့မှ2025ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ထိအလဲပိုင်းတိုင်းအတူစစ်စင်ရေးတပ်ဖွဲ့ကကရင်နီပြည်နယ်အတွင်းရှိအကျန်းဖက်စစ်တပ်စခန်းများကိုစနိုက်ပါဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ရှင်းတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်ကောင်စီတပ်သား19ဦးသေဆုံးခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်နဲ့တော်လန်ရေးမဟာမိတ်တပ်ဖွဲ့တွေစိုင်းထားသောရှေ့တန်းစစ်မြေပြင်စခန်းတွေကိုကျွန်တော်တို့အလဲပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့စနိုက်ပါရဲဘော်တွေကအနီးနားထိသွားရောက်ချိန်မုံတိုက်ခိုက်ခဲ့တာပါ။နလတာအတွင်းစနိုက်ပါရဲဘော်တွေရဲ့ပြစ်ခတ်မှုကြောင့်စကူဦးသေးဆုံးတယ်ဟုအလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ် ဆက်လက်ပြီးစစ်ကောင်စီ၏တေဘောဘူးစခန်းသိမ်းတိုက်ပွဲတွင်စစ်တပ်ဘက်မှ30ကြော်တည်ဆုံပြီး90ကြော်လက်နက်ချအလံဖြူထောင်း120မမ0.5လက်နက်ကြီးများအပါဝင်လက်နက်ခဲယံများတောင်ပုံရောင်ပုံရရှိထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ခရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီ၏တေဘောဘူးစခန်းသိမ်းတိုက်ပွဲတွင်စစ်တပ်ဘက်မှ30ကြော်တေဆုံးပြီး90ကြော်လက်နက်ချအလံဖြူထောင်းက120မမလက်နက်ကြီးများအပါအဝင်လက်နက်ခဲယံများတောင်ပုံရောင်ပုံရရှိထားကြောင်း KNL သတင်းရင်းမြစ်ကပြောဆိုပါရသည် ရှမန်နီဇွန်လ3ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်ဤသေဘောဘုစကန်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစကန်းသိန်းတိုက်ပွဲတွင်စစ်ကောင်စီကတိုက်လေရင်များဖြင့်ဘုံကျဲခုခံခဲ့စဉ်မိမိတပ်ဖွဲ့အပေါ်ဘုံမှချင်းချာမီ၍စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးသွားခဲ့ကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်90ကျော်လက်နက်ချအလင်းဝင်ကြောင်းသိရှိရပါသည် ခိုးဘက်က၄ဦးဝိုင်းကျွဲလေရင်နဲ့လာကျဲတုံးကတန်ရာရရှိတာရှိတယ်တန်ရာပြင်းထန်တယ်သူတို့ဘက်ကသူတို့လေရင်နဲ့သူတို့ပြန်ကျဲတာ30ကျော်သေးတယ်50ကျော်လက်နှချတယ်လက်နှချသူတွေနဲ့ပတ်သက်လို့ကိုထိန်ထားတာတွေလည်းရှိတယ်။ဟိုဘက်ကိုပြေးသွားတာလည်းရှိတယ်။လူကြီးတွေဘလို့သတင်းထုတ်မလဲတော့မသိသေးဘူး။သတင်းတော့ထုတ်ပြန်လိမ့်မယ်ဟု KNU သတင်းရင်းမြစ်ကပြောဆိုပါတယ်။ တိဘောဘုစကန်သိန်းတိုက်ပွဲတွင် KNL မှဘူဒါဘောဦးဆောင်သော32ဖြူဟာလက်အောက်ခံစစ်ကြောင်းများဖြစ်သည့် Cobra စစ်ကြောင်း Vinwan စစ်ကြောင်း Federal Wind Drone တပ်ဖွဲ့ချက်တင်နတ်စစ်ကြောင်း Justice Soldier PDF တပ်ဖွဲ့ Golden Eagle Drone တပ်ဖွဲ့အပါအဝင်ပူးပေါင်းမဟာမိတ်တပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည် စစ်ကောင်စီတပ်ဤတေဘောဘုတ်တပ်စခန်းကိုတော်လန်ရေးတပ်များကရရှိသွားပြီဖြစ်၍ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်စခန်း၄ခုသာကျန်ရှိတော့ပြီးအဆိုပါစခန်းများမှာဥက္ကယထဝေါ်လီပြူဟာကုံတီသေးလေစခန်းထီကပလေစခန်းတို့ဖြစ်ကြောင်းသိရပါတယ်။ KNU ကမတ်လဧပြီလနဲ့မေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီ၏ပူလူတူကလေးတီတခေါ်ပီခွီမော်ဖားသူစခန်းဒါလေစခန်းမေလဘလက်တူမော်ခီဘရင်တော်စခန်းကောခနေလီစခန်းနဲ့ရွှေအင်းညိုင်တပ်စခန်းတို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ပြီးယမန်နီစွန်းလ3ရက်နေ့တွင်ထေဘောဘူစခန်းကိုရရှိခဲ့ခြင်းဖြစ်ပါတယ်2022ခုနှစ်မေလအတွင်းကလည်းဖေဘော်ဘူစကန်ကိုကော်ပိုရိတ်ကျောင်းနဲ့ဘိုးအေဆေးဝဦးဆောင်သောတော်လန်ရေးတံများကပထမအကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပူသည်။ ဆက်လက်ပြီးဖားကန်းမြို့နယ်လုံခင်းကြောင်ရက်လောက်ကွက်တွင်ကြောင်စိန်ထူဖော်ရေးကုမ္ပဏီပိုင်ကားများကိုစစ်တပ်ကထတ်မှန်မိရှုဖျက်ဆီးပြီးဝန်ထမ်းများကို ရိုက်နှက်ဖမ်းဆီးတဲ့ဆိုရတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်ကောင်စီကဖားကန်းမြို့နယ်လုံခင်းကြောင်ရက်လောက်ကွက်တွင်ကျောက်စိန်တူဖို့ရေကုမ္ပဏီပိုင်ကားများကိုထပ်မံမိရှုဖျက်ဆီးပြီးဝန်ထမ်းများကိုရိုက်နှက်ဖမ်းဆီးနေကြောင်းဒေသတွင်ရင်းမြစ်ကပြောဆိုပါရယ် ရှနေဇွန်လ၄ရက်နေ့မော်လယ်ပိုင်းစစ်ကောင်စီကဖားကန့်မြို့နယ်လုံခင်မော်စီစာကြောင်မြတ်လောက်ကအတွင်းရှိချောက်တူးဖော်ရီကုမ္ပဏီဝင်အတွင်းဝင်ရောက်ခါကားများကိုမီးရှို့ခြင်းကုမ္ပဏီဝင်နှင်းများကိုဖမ်းဆီးရိုက်နှက်စစ်ဆေးမြင်ရန်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ဒီနေ့ကြောင်မြတ်ကုမ္ပဏီဝင်တွေထဲဝင်ပြီးဖမ်းနေစီးတဲ့ကားတွေကိုမီးရှို့တဲ့ဝန်ထမ်းတွေကိုရိုက်နှက်တဲ့တောင်းကျမ်းနေကြတာမနေ့ကရန်ကုန်တောင်ပေါက်ကွဲဖြစ်ပွားတဲ့နေရာမှာစစ်တပ်ကဝင်လုံနေတာဟုဒေသတရင်းရင်းမြစ်ကပြောဆိုပါသည်။ ဖားကန့်ဒီသားတို့စစ်တပ်ကစစ်ကြောင်းထိုးလာပြီးနောက်မေလ31ရက်နေ့ကတည်းကစစ်ကောင်စီကကြောင်မြက်လောက်ကွများတွင်ဝင်ရောက်ဖမ်းဆီးမှုများလှုပ်ဆောင်ခဲ့ရာယနေ့ဖျက်ဆီးမှုများအပါအဝင်၃ရက်မြောက်အဖြစ်ဖျက်ဆီးမိရှုမှုများကိုလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။မေလ31ရက်နေ့တို့တွင်ဖားကန့်မြို့နယ်လုံခင်းကြီးရွာအုပ်စု မော့စီစာလောက်ွက်ရှိ113ကုမ္ပဏီပိုင်းကားများနှင့်ကြောင်မြက်လောက်ွက်အဆောက်အအုံများကိုဝင်ရောက်မိရှုဖျက်ဆီးခဲ့ခြင်းယမန်နေ့ဇွန်လ3ရက်နေ့နနက်8နာရီ45မိနစ်အချိန်တွင်113ကုမ္ပဏီဝင်အတွင်မှလုပ်ငန်းသုံးကားများနှင့်ဗဟိုးများကိုမီရှုဖြစ်စီခြင်းယမန်နေ့ဇွန်လ3ရက်နေ့မိုးလဲတနားရီအချိန်တရောင်ကြိုင်ကြောင်မြက်လောက်ွက်အတွင်ရှိရန်ခိုတောင်ကိုဒရုန်းဖြင့်ပုံကျက်တိုက်ခိုက်ခြင်းစသည့်အဖြတ်လုပ်ရများကိုစစ်ကောင်စီတပ်ကစက်တိုက်လုံဆောင်လာခြင်းဖြစ်ပါသည် ဆက်လက်ပြီး AOR တိုင်းတိုင်း KIA သင်တန်းစင်းရဲပေါ်များဖြင့်စီရေးဖော်ဆောင်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA သင်တန်းစင်းရဲပေါ်များဦးဆောင်ပြီး AOR တိုင်းအတွင်စီရေးဖော်ဆောင်မှုများပြုလုပ်နိုင်ရန်အင်အားစုဆောင်ပြင်ဆင်နေကြ။ AOR Local PDF တပ်ဖွဲ့တပ်ရင်းမှုကိုဆိုင်းကပြောပါတယ်။ အဆိုပါတပ်ဖွဲ့ကိုချင်းမခွေအဆက်လွမြောက်နေပြီးတနေရာ၌2025ဇန်နဝါရီတရက်တွင်စတင်စုဖွဲ့ခဲ့ပြီးလက်ရှိတွင်တင်နန်းသား89ဦးပါဝင်သည့်နှလားကြာစစ်တင်နန်းတစ်ခုကိုလည်းပထမကြိမ်ပေးထားပြီးဖြစ်ကြောင်းသိရပါသည် တရင်မှုကိုဆိုင်ကခေါင်းဆောင်တဲ့ရဲဘော်တွေက KIA တင်းနန်းစင်ရဲဘော်တွေပါအရင်ကဗျူဟာ29မှာတာဝန်ထမ်းဆောင်ခဲ့ပြီးခုလက်ရှိမှာ AR Reload တရင်အစ်စ်တစ်ခုအနေနဲ့တော်လန်ရေးအတွက်ထိထိရောက်ရောက်ဆောင်ရွက်ခြင်းလိုပါဟုပြောပါတယ်လက်ရှိတွင်လူဦးရေ130ခန်းဖြင့်စုဖွဲ့မှုပြုလုပ်ထားပြီးလက်နက်ကြီးဒရုန်းတပ်ဖွဲ့တွေကိုပါစုဖွဲ့ထားက AR တိုင်းမှခွေးတိုင်းနဲ့ချင်းပြည်နယ်ဒုနိုင်စရေးဖော်ဆောင်နေသည့်တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့တစ်ခုဤလက်အောင်းနိုင်တိုက်ပွဲဖော်ဆောင်နေကြောင်းသိရပါတယ် ARD လုတ်ခဲ့ PDF တပ်ဖွဲ့အနေဖြင့်တရင်တစ်ခုဤစုဖွဲ့မှုပုံစံရရှိအောင်စ조사နေပြီးစုဖွဲ့မှုအင်အားကောင်းကစီရေးအတွေ့အကြုံရသွားပြီဆိုလျင် ARD တိုင်းနဲ့စီရေးဖော်ဆောင်ရန်မျှော်မှန်းထားသည်ဟုတရင်မှုကိုဆိုင်ကပြောပါရယ် ARD တိုင်းတွင်အရက်ကတက်တော် AA ဦးဆောင်သည့်ပူပေါင်းတံများမှယခုနှစ်စံပိုင်းကလေးကစစ်စင်ရင်းများဖော်ဆောင်နေရလက်ရှိပသိမ်မျိုးနယ်ရေကြီးမျိုးနယ်လေးမျက်နာတာပေါင်းအင်ကပူမျိုးနယ်များထိတိုက်ပွဲများဖြစ်ပွားနေသည်